်ဟုတ်ကဲ့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 အဲ့ကောင်လှုပ်နေတယ်။ဟုတ်ပြီ။လက်ဆက်ဆက်ကြည့်။ဒီတော့လည်းမင်းလာပါတော့။အဲဒါတော့အင်းဝမှာအယောင်းကမှနာမည်ကြီးနေတဲ့ရေအောင်နန်းတော်ကြီးပေါ့ဗျာ။အခုရောက်နေတဲ့နေရာကျအင်းဝပေါ့နော်။အင်းဝမေတုဘုတ်ရဲ့အနောက်ဖက်ညိုရိုးရဲ့အနောက်ဖက်မှာရှိတဲ့နော်ရေအောင်နန်းတော်လို့ပြောပြောနေတဲ့နေရာပေါ့နော်။ကျွန်တော်ထင်တော့ဒါကတော့ရေအောင်နန်းတော်လို့တော့အဲမထင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ ရောင်နန်းတော်ကျွန်တော်သိရတဲ့လောက်ကတော့ရောင်နန်းတော်ကအဆောင်ကြီး၈ဆောင်ရှိရဲ့တဲ့အတွင်းထဲမှာအဆောင်ကြီး၃ဆောင်ဘေးမှာအဆောင်မွားလေး9ဆောင်နဲ့ရောင်နန်းတော်ကလွယ်အမတန်ကြီးမားတဲ့ရောင်နန်းတော်ကြီးဒါကတော့ကျွန်တော်ဖြစ်မယ်လို့တော့ကျွန်တော်အထင်ပေါ့နော်မဖြစ်နိုင်ဘူးဒါကတော့တရကင်းဆိုတော့ဒါလေကားဖြစ်နိုင်တယ်နော်ဒါဒီမှာတရကင်းရှိတယ်လေကားဖြစ်နိုင်တယ်ဒီကတော့ကျွန်တော်အဲဖျားကြောင်းတော်ဖြစ်နိုင်တယ်ပေါ့နော်ဖျားဖျားဖျားဒီထဲမှာလိုင်ကူပေါ့လိုင်လိုင်ကူတော့ ဖြစ်နိုင်တယ်လို့တော့ယူဆရတယ်ပေါ့နော်ဒီမှာအရှိမတရကင်းဆိုတော့လေဖြစ်နိုင်ကြီးအများကြီးရှိတယ်ဘာလို့လဲဆိုတော့ menu အကြောင်းထောက်ကြည့်လိုက်ရင်ဒါကြီးကဘုံဝင်ပေါ်နေတာပါဆိုတော့နော်ပြီးတော့ဒီဟိုဘောဘက်မှာကကျွန်တော်တို့ဟိုအကြောင်းလေးလိုက်နေလीတော့ရှိတယ်ပေါ့အကြောင်းလေးဒီဘောဘက်မှာတော်တော်လေးညားတယ်ပေါ့နော်ဒါကကျွန်တော်ရေအောင်နန်းတော်လို့တော့ဘုံကမထင်ပါဘူးနော်ဘာလို့ဆိုတော့တရကင်းလည်းပေါ်နေပြီဒီမှာလည်းဖျားအကြောင်းတောင်ပုံတန်ပေါ့နော်ပုံတန်ပုံတန်ရှိတယ်ဆိုတော့ဘာဖြစ်ရင်တော့ဆက်လက်အဲ့တော့နတ်ဖန်22ရက်နေလား နှစ်နှစ်နှစ်မှာစပြီးတော့အဲတူးဖော်မယ်လို့အဲသိရတယ်ပေါ့နော်နတ်ဖန်ဆိုရင်နောက်ဆိုရင်တော့ဘာဆိုတာသူပြောပုံအရတော့ရောင်နှန်းတော့လို့မထင်ဘူးတဲ့ moment သိရမှာပါဗျာညာအဲကျွန်တော်တို့ဒီဟာဆိုလို့ပတ်ပတ်လက်အကုန်လုံးတော့မပြီးသေးဘူးပေါ့ဗျာတူးနေတာလေးလာကြည့်အောင်နော် ဒါကြကျွန်တော်အခုငင်းငင်းလောက်တော့မှတဘာဝအကြောင်းကြီးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူ့အကြောင်းနဲ့သူပတ်ပတ်နဲ့ဝဝကြီးပေါ်နေရတော့ဒီအတွင်းထဲမှာဘာရှိရမလဲဆိုတော့မသိနိုင်ဘူးပေါ့နော်ဒါကတော့ပြောင်းသူစင်နာကြီးအကုန်လုံးတူးဖို့ကြီးမှာပဲအဲပေါ်လာမယ်လို့တော့ထင်တာပဲဗျမနေ့ကနှစ်စင်းတင်းလေးစမယ်လို့တော့တင်ရတယ်ဗျာနော်ကွဲမှာဒီအောက်ထဲမှာဒါအေးဒါသာကြီးတကယ်လို့မြန်မာပြည်သားငင်းချမ်းနေမှာဆိုလို့ချင်းတွေးတွေဖော်နေတာတွေခေါ်ပြီးတော့ ဒေါ်လာနဲ့တောင်ပြရစားလို့ရတယ်ဗျာအေးရောင်နန်းတော်ဆိုလို့ရှိရင်ညီညီပုံနဲ့မှပြန်ကြည့်ရမှာပေါ့နော်အရှိတော့ရေရောင်နန်းတော်ကဘယ်နေရာမှာမြန်မာနိုင်ငံဘယ်နေရာမှာတည်ရှိရလဲဆိုအဲ့လေးတစ်ချက်ပြန်ထောက်အောင်မယ်တကယ်လို့ဒါသာရေရောင်နန်းတော်သာဆိုလို့ရှိရင်ဟိုအဆောင်လေးတွေဘေးပတ်ပတ်လယ်မှာခုနှစ်ဆောင်နဲ့ဒီအလယ်မှာအဆောင်အကြီးကြီးအဲတစ်ဆောင်ပေါ့နော်ပေါ်ထွန်းရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့သူ့ဖော်ပြီးမကြည့်ရသေးတဲ့အတွက်ဘာမှမသိနိုင်သေးပါဘူးဗျာနော်ကျွန်တော်အထင်တော့ခုနပေါ်ထားတဲ့ဟာလေးကတော့ရေရောင်နန်းတော်လုံးဝမဟုတ်ပါဘူးလို့ เนาะမဟုတ်ဘူးလို့တော့ထင်တာပဲယူဆရပဲเนาะဘာလို့လဲဆိုတရက်ကင်းလေးနဲ့အဲဖျားကြောင်းတော်တိုက်လေးနဲ့ပေါ့เนาะအဲ့ဒီပုံစံကိုသွားပါလေကြာဘာလို့ဆိုရှေးတုန်းကတည်ထားတဲ့ဖျားတွေကိုပြန်ပြီးတော့ထောက်ကြည့်လိုက်ရင်ပြီပါလေဗျာเนาะကျေးဇူးတင်ပါတယ်အဲအခု21ရက်နေ့မှာငလျင်အကြီးလှုပ်မယ်ဟောငလျင်ကြီးလှုပ်မယ်ပေါ့အင်းဒါတော့21ရက်နေ့မှာလာမယ့်21ရက်နေ့မှာငလေးအကြီးထက်လောက်မှာဆိုတော့ကိစ္စပေါ့ဗျာအဲ့တော့ဒါတီဝီကဒီကိစ္စတွေကအခုမှတူတင်ခတ်မှန်းတာသူဖိမင်းချက်လေးကိုပြောထားတာပေါ့နော်မလောက်ခင်တော့ကမင်း TikTok ကြည့်ဘူးလား ြည့်ဘူးလေကြည့်ဘူးလေအဲ့တော့ဒီငလင်မလောက်ခင်တော့ကဒီငလင်လာပါမယ်လို့ဘယ်သူတင်ဘူးတော့ဘယ်သူမှတင်ဘူးဘယ်သူမှမတင်ဘူးအဲ့တော့ကဘာပေါ်မှာဘယ်နိုင်ငံငလင်အများဆုံးအကြီးကျယ်လှုပ်ဘူးလေဂျပန်ဂျပန်ဒီလိုစမှုတိုက်ပံထွန်ကားတဲ့နေရာမှာအသိပညာအတတ်ပညာထွန်ကားတဲ့နေရာမှာဘယ်နိုင်ငံရှိတော့ကဘာပေါ်မှာဂျပန်ဂျပန်ပဲအဲ့တော့ဂျပန်မှာနေမကြာခဏလှုပ်နေတာဂျပန်လိုနိုင်ငံတော်မသိတာဟုတ်မင်းအခုကမှဒီငလင်ကြီးလှုပ်ပြီးကမှ နော်ဘာဒီလာတော့ဆိုလို့ချင်းငလင်းလောက်ပြီးကမှအခု20တန်းနေငလင်းလောက်မယ်ဆိုတော့နော်ဒါဒီကြူပြီးတော့ဟော်ကင်းကြီးထုတ်လို့ရအခုဆိုရင်မင်းတစ်တော့ပေါ်မှာဘာဒီအများကြီးတွေ့အောင်မလို့ခေါင်းပေါင်းနေရယောဂီရောင်နေရဝေဒင်စရာကြီးရနော်ဟိုဟိုဝေဒင်စရာနောက်အခုဟိုဘာတော့ဟောပြောနေရအကြမ်းမြင့်စရာကြီးရောအခုလုံးဒီငလင်းကြီးပဲဒီဘယ်နေ့လှုပ်တော့မှာအဘယ်ဘူးလွာတော့မှာရက်ဆွဲလည်းမပါဘူးဒိတ်လည်းမပါဘူး လိုက်ပြီးတော့ဒီငလေးကိုဘယ်နိုင်ငံကမ္ဘာပေါ်မှာဂျပန်လိုနိုင်ငံတော်မှဟိုမခန့်မှန်းနိုင်တဲ့ဟာကိုဒီဟာကိုမင်းအခုဒီ21ရက်လုံးမယ်အခုပြည်သူကဒါဒီကိုနေကျင်တဲ့အများကြားပြီးတော့ကြောက်လန့်တုန်လှုပ်နေအခုပြည့်ခဲ့တဲ့28ရက်နေရောက်ကလည်းအမတန်ပြင်းထန်တာတဲ့တခါမှမဖြစ်ဘူးတဲ့အဖြစ်ကိုတော့လူကြီးကမင်းတားတုန်လှုပ်နေဒါကြီးကမင်းလိုင်းပေါ်မှာလက်ရင်ရှဲဖော်လို့ဝါရဖို့ယူမင်းဒါလူကြီးမင်းလျှောက်လန့်မှုကြီးပေးနေတယ် ဒါလူတွေကိုအကြောက်တရားတွေဖြစ်အောင်လိုက်ပြီးတော့လှုံ့ဆော်နေကြတာဗျာလူတိုင်းတော့မဟုတ်ပါဘူးဗီတီအန်စီအတိုင်းတော့မဟုတ်ပါဘူးကောင်းတဲ့လူရှိသူဆိုးရလူရှိတယ်ပေါ့ဗျာငါသာဆိုရင်မင်းငါသာသူရဆိုမင်းအဲ့ဒီကောင်တွေမင်းသတင်းမတိကြဘူးမင်း၆လမ်းမှု၆လမ်းမှုပြီးတယ်ဆိုမင်းမတော်မတော်မတရားပို့တွေမှားရင်းနဲ့ပို့တွေငါတို့တတ်ဖမ်းပြန်မှာမဲအပြည်သူတွေဒုက္ခရောက်နေတယ်မဟုတ်တာဒီ၆တင်းမနေနဲ့နော် နားတော့ထောင်လာလိုက်ဖြစ်လာမှာပဲဖြစ်လာရဲ့အလျောက်ပဲမလင်းဆိုတာဘယ်သူမှကြိုတင်ခံမလို့မရဘူးအဲ့တော့ပြည်သူတအားကြောက်နေတယ်ပြည်သူတွေတင်းကြောက်နေဖြစ်လာမှာဖြစ်လာရဲ့အလျောက်သွားမယ်ဟုတ်လားသူမသိရဲ့အရာကိုလူတွေလျှောက်လာပြီးတော့တော်ကြံနေကြရင်ဟာပကိုးပကိုးဝင်ထိုက်တိုက်ဝင်မှာဟာရန်ကုန်ထိုက်တိုက်ဝင်မှာတောင်ဦးထိုက်တိုက်ဝင်မှာကာလီလျှောက်လို့နဲ့မင်းတို့မှာတားတွေတမီးတွေကြီးတွေဆွေစင်မျိုးသက်မိသားစုအုပ်စုတွေမရှိဘူးလား ကြည်မင်းတို့မိသားစုတွေပဲပုံစားပြက်မှာမင်းတို့ပြည်သူကိုမလန့်ညံ့နဲ့ဟုတ်လားဟုတ်တယ်အလင်းဆိုတာဘယ်သူမှကြိုတင်ခတ်မှန်းလို့မရဘူးဒါမှမဟုတ်ကြောက်တင်တလောက်တော့ကြောက်ပေါ့ကွာဖြစ်ပြက်ပြီးပဲဟဲ့လားကြောက်တင်တလောက်တော့ကြောက်သတိဝိရိယနဲ့နေပေါ့ဒီလောက်ပဲဟာဘာတွေဖြစ်ကြမိုးတိမ်တောင်အေးလာလာတယ်ခုမမိုးတိမ်တောင်ကြီးတဲ့ဗလင်မြတ်ထက်လောက်ပြန်ပြီလား lên rồi là chứ ô ô gì đó bông luôn luôn tự nhiên luôn luôn không đi mà miếng bún đấy rồi đó là thu sơn này bông bông gì ô đây ta khá là miếng bún luôn nhiều

အကုန်လုံးမရအောင်လို့ကောင်းကင်မှာပကြီဆွဲပြထားတာဆက်မဖြားနဲ့ဟလားအလင်းရောင်ကြီးလည်းဖြားတယ်တည်ရွက်လို့မြေပုံလို့နဲ့လင်းရောင်နဲ့ဖြားပြီးတော့ဟိုအောက်ကအောက်ကမျိုးတွေကိုပါထဲတိုင်းမြင်နေရပါလိုက်ပန်းနေတာပန်းပန်းလေးဟမ်ဒီပြီလေပြောက်သွားမှာပေါ့သူလေ ဟမ်တဖြည်းဖြည်းနဲ့သူလည်းပြောက်သွားမှာပေါ့လို့အော်ပထမအယောင်ကြီးတွေဖြားနေရဆိုလို့အယောင်ကြီးတွေဖြားတတ်တာတာလကြီးမြင်မှုအောင်တာကြီးတာဖုန်းလေးကလည်းမိုးတိမ်နေအစီအောင်တန်းလာတဲ့အခါကိုတွေ့ရတယ်ဗျအမအစမ်းမယ်မန္တလေးဘက်မှာအဲ့လိုတိတ်တခါမှမမြင်ဘူးပေါ့မွေး ကဲမြေပုံဟိုတင်တော့တဲ့တဖြည်းဖြည်းနဲ့ပြေပြေသွားတော့နော်ပြောမှဆိုမြင်ရခဲ့တယ်ပေါ့ဗျာသူတို့ပြောပေါ်ရဟိုအနောက်ကအလင်းရောင်မမြင်တော့ကြည့်တော့မကြည့်နိုင်ဘူးနော်မျက်လုံးကြီးချင်းရလားဒီကမျက်မှလေးတက်ပါတော့ဟာတော့ဘောလည်းမသိနော်အေးဟာတော့ဘောလည်းတော့မသိဒါမျိုးပုံစံမရှိပါဘူးတော်လေးရဲ့ခေတော့ထူကြနေ တ်တော့လောင်းအောင်တတိုင်းကြီးလာဘာမှဖြစ်လို့လဲကျွန်တော်စိတ်တယ်ငလေးမြတ်ထက်လောက်ပြန်မိလာတော့ဟုတ်အေးတော့မိုးတိမ်တောင်ဖြစ်ခိုက်ကောလုံနေရသူတွေအရင်တစ်ခေါက်ကလည်းသတိပေးပြီးသားဆိုရင်အခုထက်ပြီးတော့ပြဿနာတက်တဲ့အတွက်ကြောင့်မထက်ပြီးသတိပေးခြင်းနဲ့ပေါ့နော်အဲ့တော့ တတော်ရိုက်တာရိုက်လို့ရတယ်လွတ်လပ်ရိုက်လို့ရတယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့လွတ်လပ်မှုကိုယ့်ရဲ့ဒီစိတ်ဖြစ်စီမှုဖြစ်ဖြောက်ဖို့အတွက်ရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလွတ်လပ်စာရိုက်ခွင့်ရှိတယ်ဒါပေမဲ့လုပ်ငန်းခွင်မှာမရိုက်ဘူးပေါ့နော်အဲဒီအဲဗီဒီယိုရဲ့နောက်ခံ background ကလုပ်ငန်းခွင်ဖြစ်မှာဒါတော့ဂျပန်အဖိုးအဝါကူနဲ့တွားရောက်ပြီးတော့ဒါလောက်ကနေတဲ့ညီကိုမောင်နှမရဲ့အတွက်ပေါ့ဗျာလိုတယ်နောက်တော့ဘဝချောင်းချောင်းကြီးပေါ့နော်ဒါမပါနေဘူးလိုတယ် ဟိုမျက်နှာကွဲထားတဲ့အောင်ဆိုရင်တော့ပဲတို့ရဲ့အဝိစားလေးကြည့်အောင်လည်းဘယ်ဟာလေးအဲ့လိုတစ်ခုကြည့်အောင်လည်းသူ့မိသားစုတယောက်ကမြင်ခဲ့မှတ်မိရဲ့လीအဲ့တော့ဒီတစ်တော်ဆိုတဲ့ဟာကိုတင်လိုက်တဲ့ဟာကိုရှေ့မှာမြန်မာလူမျိုးတွေကိုမမိထားတဲ့မမိထားဘူးဆိုပြီးတော့ကိုကကြောက်မကြောက်ဖက်နဲ့တင်နေရဆိုရင်တော့မှပဲတစ်တော် ကတစ်တော် platform ကတကဘာလုံးတုံးနေဖြစ်ရတဲ့ကြောင့်ဂျပန်တွေလည်းတုံးနေအဲ့တော့တို့ကိုတင်လိုက်တဲ့သူရဲ့မိသားစုတွေတယောက်ကိုပဲတွေ့သွားတာဖြစ်ဖြစ်အဲ့လိုမျိုး ကိုမြန်မာချင်းချင်းကိုမနာလို့ပြီးတော့တိုင်ငင်လို့ပဲအဲ့ဒါကို screenshot ယူထားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ထားတာလို့ရှင်ကိုဒုက္ခရောက်မှာနော်အခုဘသူဘွားဆိုတာနာမည်ထည့်မပြောဘူးနာမည်ထည့်မနာမည်ထည့်မပြောဆိုတော့ကိုကမပြောဘူးနော်ဘယ် TikTok ဆယ်လီပျောက်နေလဲဆိုတော့ကိုကစဉ်းစားပါနော်ကိုကိုသတိထားကြည့်ပါနော်ဘယ် TikTok ဆယ်လီခိုက်ကိုလုပ်ရတဲ့အခါဘယ် TikTok ဆယ်လီပျောက်နေလဲနော်အာ TikTok ကနေပြီးတော့ဒီလိုမျိုးတင်တာတွေကိုတွေ့သွားသူလဲတော့မသိဘူးပြတည့်ရီကိုလည်းဝင်ပြီးတော့ဖြည့်ပေးသွားပါတော့တရားဆွဲခံထားရတယ် တော့ဆေးလေးတယောက်ဒါရဆွဲခံထားရဲပေါ့နော်သွားတယ်နောက်ပြီးတော့150လားဘယ်လောက်တော့မသိရောရမယ်ပေါ့နော်ကြော်ကြည့်လဲပေးရမယ်ကိုကမျက်နှာကွယ်ပြီးတင်လိုက်တယ်ဆိုမဲ့သူ့ရဲ့ဒီအဝေးအစားခန်းနောက်ကိုဒီအဖိုးဘွားရဲ့ခန်းနောက်ကိုလှုပ်ပုံဟမ်းပုံလှုပ်ရှားပုံဒီလိုမျိုးကြည့်ပြီးတော့သူ့မိသားစုတယောက်ကမြင်ခဲ့လို့ရှင်လဲဒါဒီကိုကဒီဥစ္စာတင်လိုက်တယ်ဆိုမဲ့ဒီအဖိုးဘွားရဲ့ရှိလို့ကိုလက်စားရတာလေ ကိုယ့်ရဲ့ customer ပုံစံမျိုးနဲ့ကိုယ့်ရဲ့ဟိုဝယ်သူတယောက်အနေနဲ့ကိုယ့်ရဲ့ customer အနေနဲ့ကိုကဒါလေးစားမှုထားတဲ့အနေနဲ့ဒီဟာကိုမတင်မဲနေရမှာအရင်တစ်ခေါက်လည်းပြောဘူးတယ်အဆက်တင်ရင်တော့တင်ကြပါနော်အရင်တစ်ခေါက်တော့အမုန်းခံပြီးတော့ပြောပြီးပြီးဒီကတစ်ခေါက်ထပ်ပြောတာပါနော်အဲ့တော့မတင်မတင်ကြပါနဲ့ဘာတော့ဒီဟာတင်လိုက်လို့လည်းဘာတင်လိုက်လို့လည်းကြီးကြီးမားမားအကျိုးကျေးဇူးမရအောင်မြင်သွားလို့ရှင်ကြီးတဲ့ဒုက္ခရောက်မှာ နော်ကြီးလေးတဲ့ဒုက္ခရောက်မှာအခုကဘာမှမဘာမှမမမြင်သေးလို့ဘာမှကိုယ်ကိုလည်းမနာလို့တဲ့သူမရှိသေးလို့ဘာမှမဖြစ်တာဂျပန်လူမျိုးတယောက်လုပ်ငန်းဝင်နဲ့ဝန်ထမ်းပဲမြင်အောင်မလားသူ့ရဲ့မိသားစုပဲမြင်မှာလားဒါမှမဟုတ်ကိုယ်ကိုလေအမြင်ကက်နေတဲ့မြန်မာလူမျိုးတယောက်ကပဲတိုက်မှာလားတခြားနိုင်ငံသားကပဲတိုက်မှာလားအကုန်တိုင်းလို့ရရနော်လူတယောက်အကြောင်းစုံစမ်းတာဘယ်တော့မှခက်မနေဘူးနော်ဒီလူပုံပြပြီးတော့ရုပ်ကရုံသွားပြီးတော့လိမ့်စား ူဘယ်မှာလွတ်လုံနေရလဲဘယ်မှာနေရလဲဒီလိုမျိုးတွားဆောင်ဆန်းလို့ရအလွယ်လေးရအော်မတင်ကြပါနဲ့လို့ပြောချင်တယ်နော်ကိုလည်းတိတ်နေမကောင်းနာတယ်ပေါ့ဒါတော့ TikTok ပေါ်မှာဗီဒီယိုတွေတင်တင်ပြီးတော့ attention ချရင်တဲ့မိတ်ဆွေတွေအတွက်ပေါ့ဗျာဒီထားအောင်ပါမနေ့ကဗီဒီယိုလေးကပေါက်လို့တဲ့ဒီနေ့ဗီဒီယိုလေးထပ်ပြီးတော့တင်ပေးမယ်နော်ပေါက်နေတဲ့ပုံလေးပေါ့ဟဲ့အာအာဥဒပြုကနည်းနည်းဟိုအဲ့တဲ့တွေကိုဘာများပြောချင်လဲငွေဆောင်ရလို့ရှိရင်ဘယ်လိုမျိုး vì sao mà đấy vì sao anh chị mà wow hoa oh, xe đi vậy nè máy nè máy đi máy đi anh ơi là lo gì shopping mà là đấy shopping là bao chỉ đồ phan này oh, chắc đi tận à phan này mày đã chắp bao lâu này rồi <coughs> ချက်ဖို့ချက်ဖို့ချက်ဖို့နာမည်ကမလလဝင်းချက်ဖို့မလလဝင်းချက်ဖို့အဲ့ဒါဘမရှာရင်တွေ့လဲဘမရှာလို့အခုစမအော်လာချက်ချာကြီးရတယ်တိတော့မှချာကြီးလည်းရတယ်ဟုတ်တိတော့မှလည်းရတယ်တိတော့မှလည်းရတယ်တိတော့မှလည်းရတယ်သွားငားတွေရဲ့ပစုံတွေရဲ့ဒါတွေပဲလားအစွန်းကြီးကောင်းတော့အရှင်းလေးလားအရှင်းရှင်းသေးပါဦးငါကုန်းထားတာငါကုန်းထားတာအရှင်းအရှင်းပြန်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  အဲ့အဲ့ကောလှုပ်နေတယ်ဟုတ်ပြီဟုတ်ပြီလက်ဆက်ဆက်ကြည့်အဲ့ဒါတော့တက်တက်ကြားလာပါတက်တက်ကြားလာပါဟဲ့တယ်ရေဟုတ်ပါဘူးတပ်ပူလေးတပ်ပူလေးဝဆောင်တပ်ပူလေးဆောင်တပ်ပူလေးโอเคပါလို့ရှင်လာပြီးတော့လာလိုက်ရအောင်ရောက်ပြီပါအသားပါရအောင်ဘာရှင်တက်ကခုနစပါရှင်ဘယ်သူနဲ့နေရလဲတယောက်တည်းရှင်အခုကဘာဖြစ်နေရလဲအခုကလေးဘန်းတာဖြစ်နေရှင် 哦，你今年过年是不？你又把那老家？啥当那些？哦，湖南里嘛当那些？哪家当？湖北，湖南里嘛当那些多不开。哦，啊，工人当人家。什么的？什么的？那么追跑那大爷？哦。ကျတော့ pride အဖွဲ့ရောက်တော့လာပြီးတော့ကိုကြီးတောင်းလိုက်လို့သိရပါတယ်။ဟုတ်ကြတော့ဗျဟိုစာဝန်ကြီးကဘယ်လိုလုပ်လဲ။စာဝန်ကြီးကသူများချက်ကျွေးနေတာ။ဟုတ်ကဲ့။ဟုတ်ကဲ့သူများချက်ကျွေးနေတာပါရှင်။အော်အခုအခက်အခဲဆိုရင်ဘာတွေရှိမလဲ အခေခေရပါစမဆေကူတာပဲလို့ညမကားရအင်အားတော့မပြတ်ပါဘူးတယ်လေးတော့မပြတ်ပါဘူးဟုတ်ကဲ့ဆေးပဲကူကျင်တာပါသားလေးရမိသားစုဘယ်ရောက်ပါလို့မိသားစုအကုန်တည့်ရကုန်ပြီအမေတို့ဖေတို့အကုန်တော့ဆုံးတူသွားပြီဟုတ်ကဲ့ကျမတယောက်တည်းကျန်းသွားတယ်အခုလမ်းလျှောက်တာရလားဟိုကဘယ်လိုလျှောက်လဲပို့တာဆင်းဟိုနှစ်ယောက်တွဲပို့လာတာဟိုကဘယ်တယောက်တည်းဆိုရင်လျှောက်လို့ရလားမရဘူးအဲ့လိုခေါ်တော့ပါလေဖိုက်ပဲနဲ့လာတော့အမေကလေးတောင်ပေးရတယ်ဖိုက်ကောနဲ့မနေ့ကဒီလိုလာပို့ခန်းလာလေးတောင်ပေးရတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လေလဲကြသွားအောင်မယ် ဟုတ်ကဲ့ပါကျွန်တော်လူငွေလေးလူခဲ့ပေးမယ်နော်ဟုတ်ကဲ့ရှင်ငွေနှစ်သိန်းလောက်ပေးမယ်လူငွေနှစ်သိန်းလူခဲ့ပေးမယ်ဟုတ်ကဲ့ရှင်ကကျောင်းပါကျောင်းညာချမ်းသာပါသေးစိတ်ပေါ်တိုင်းကိုပါလူရခန္ဓာတလူတို့အပြည့်ဆုံးပါသေးဒီဝါလေးငါလိုက်ပို့တော့ဝါအေးအာဖော်ရှိလားအဲ့အဲ့ကလေးတို့ဝါပါရရဒီမှာပတ်သက်ရောလေးပါဒါဘေးနာပေါင်းချင်အကူညီနေရတဲ့အနေထားပဲ။ဆန်းဘယ်မှာ။အဲဒီမှာဒီမှာဆန်းပေးလိုက်။ဒီကရေမဟုတ်ဘူး။ သာသမီလည်းမရှိဘူးမရှိဘူးမရှိဘူးအဲလက်ရှိဒါကတော့ဒီ menu အုပ်ကြောင်းကြီးမှာပေါ့နော်အလူခံပြီးတော့စားတောက်နေရတာပေါ့တယောက်တည်းကျမရလည်းသိမကောင်းဒါကျွန်တော်တို့အလူရှင်လူကလူငွေလို့လာပြီးတူပေးရပြပါတယ်အလူရှင်တွေကိုတော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပါပြီပါပြီ video ကိုလေး